အဆရာလေးအဲ့လိုလုံးလို့မရဘူးဆရာလေးရွာထမ်းမှာအဲ့လိုလုံးမရဘူးဆရာလေးအိမ်တော့ဝင်လာတယ်အခုဝဲမလုံးလို့မဟုတ်ဘူးလက်တို့ယူသွားပြီးအလူခံမှာအဲ့လိုလူကြီးတော့လူကြီးရဆယ်နာကြီးမှလူမှလေသူတို့ကလည်းဒေါ်လာယူတာဟာမလူမမလူလာဘူးဒေတာနေမေးကြည့်လိုက်ကွာဒီမှာတော့ဘုံကြောင့်နေရှိတယ်ဆရာလို့တိုင်ပါခုအခုနောက်နေ့လေးလာခဲ့ဆရာလေးဘွမ်းကံမဆရာကြီးတာနာကြီးရကျွန်တော်တိုင်ပါအဲ့လိုရုပ်ပေါက်လွားတယ်ငါတော်လေးရုပ်ဆုံးလွားတယ်နော်ဖုန်းကြောင့်လည်းမဟုတ်ဘူးခလာတိလာရှင်ကြောင့်လည်းမဟုတ်အိမ်မှာနေတယ်အိမ်မှာနေတော့တိလာရှင်နဲ့ဦးစင်းနေတဲ့အတူတူရောသွေးနေတယ်လူတွေ အားလုံးမင်္ဂလာမျိုးရေမိုကေ YouTube channel ကိုလိုက်ပါရယ်ဒီ edit 7ရဲ့သတင်းကအရင်ကမှရေးကြီးသတင်းပြဒီသတင်းကဘာလဲဆိုရင်ဘကုန်းမြို့မှာတီလာရှင်ဆရာလေးတစ်ပါးအိမ်ထဲကိုအတင်းဝင်ပြီးသူ့လူချင်းနဲ့ပစ္စည်းတွေကိုယူပြီးအလူခံနေတဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီးဒီနေ့မှာတော့ဒီဘကုန်းမြို့ကအကိုတယောက်ကဒီတီလာရှင်ဆရာလေးကိုတရားစဲမယ်ဆိုပြီးလိုင်းဟိုတယ်မီပြောပြထားတဲ့ဒီဖိုင်လေးကိုတင်ဆက်ပြသပေးသွားမှာဖြစ်ပါရယ်ဒီဖိုင်ထဲမှာဆိုရင်လေဝင်းနီးမညီတဲ့ဘုံကြီးတွေဝင်းနီးမညီတဲ့တီလာရှင်တွေမှတ်တမ်းတဲ့ဘီဖိုင်လေးတွေလည်းပါတာကြောင့်ကျွန်တော်ကဘီဖိုင်လေးကိုအဆုံးတိုက်လည်းပါကြည့်ရှုပေးဖို့ဖိတ်ခွင့်ကျင်းပါရယ်

ပြန်လဲအဲ့လိုလုပ်လို့မရဘူးပြန်လဲအိမ်နောက်ဝင်လာတယ်အခုဝဲမလုံးနဲ့မဝဲမလုံးသာသူယူသွားပြီးအလူခဲမှာမလို့လူကြီးတော့လူကြီးရဆယ်နာကြီးမှလူမှလေသူတို့ကဒေါ်လာလူတာဟာမလူမမလို့လားအခုဒေတာနေမေးကြည့်လိုက်ဒီမှာဒီတောင်ဟိုတောင်ပြန်လဲအဲ့လိုလုပ်မရဘူးတော်အခုဒီမှာတော့ဘုံညောင်းနေကြီးတယ်ဆရာလို့တိုင်ပါခုမပြီးတော့ရပြီဆရာလေးအေးပါအခုခုနောက်နေ့လေးလာခဲ့ဆရာလေးဆရာလေးဖမ်းခံမဆရာကြီးတာဒနာကြီးရကျော်တိုင်မှာအားလုံးမင်္ဂလာပါနော် ကျွန်တော်ပြောပြမယ်เนาะကျွန်တော်မပြောခင်ကျွန်တော်ဒီဗီဒီယိုလေးကိုကျွန်တော်ဝိုင်းဝန်း share ပေးတော့เนาะဝိုင်းဝန်း share ပေးတော့မြန်မာနိုင်ငံတနိုင်ငံလုံးသိအောင်ဝိုင်းဝန်း share ပေးတော့ကြအောင်အဲ့ဒါကျွန်တော်ဘာပြောမလဲဆိုတော့ကျွန်တော်ပြထားကြည့်လိုက်เนาะတော်တော်လေးကိုရုပ်ပေါက်လွမ်းတယ်เนาะတော်တော်လေးရုပ်ဆုံးလွမ်းတယ်เนาะမြန်မာလေးချစ်တဲ့ကွာကျွန်တော်တို့เนาะဦးစင်းနေလားကြားရှင်နေเนาะကျွန်တော်တို့ရာရှင်နေကျွန်တော်တို့တောင်းစားရှင်နေဆိုလို့ရှိရင်ကျွန်တော်တို့เนาะရိုးတတနဲ့ခင်ဗျားတို့ကရှီကောက်လက်ကောင်တွေကျွန်တော်ရိုးတတနဲ့အပြင်မှာတောင်းစားကြเนาะလောက်ကွန်စတာတော့ကြကျွန်တော်တို့ နော်ဘာသာတနာကိုခင်ဗျားတို့အဲ့လောက်ကြီးနှိုးနှောင်းမလုပ်ကြပါနဲ့ခင်ဗျားတို့ခင်ဗျားတို့လူတွေရှိလို့နော်မြန်မာနိုင်ငံကြီးလည်းခင်ဗျားအဖက်ဆက်မရတော့ဘူးနော်ကျွန်တော်ပြောတာရှင်းလေးခင်ဗျားတို့လှုပ်လိုက်တဲ့လှုပ်ရတဲ့တို့တို့ရဲ့မြန်မာနိုင်ငံတော်ကြီးနိုင်ငံတော်ဂုံတိတ်ကဘယ်လောက်ကြီးနှိုးနှောင်းလဲခင်ဗျားတို့သိလားဘာသာတနာဘယ်လောက်ကြီးနှိုးနှောင်းလဲခင်ဗျားတို့သိလားမှန်တယ်ဗျာနော်ဟမ်နော်ဒီဥစဉ်နေတာဆိုတော့ကျွန်တော်နောက်တစ်ခုကျွန်တော်ပြမယ်နော်ဒီမှာကြည့်လိုက်ကဲ နော်သူတို့နေတာဒါအိမ်မနေတာနော်ဖုန်းကြောင်းလည်းမဟုတ်ခဏတိလရှင်ကြောင်းလည်းမဟုတ်အိမ်မနေတယ်အိမ်မနေပြီးတော့တိလရှင်နဲ့ဦးစင်းနေနဲ့သူတို့ရောသွေးနေတယ်လူတွေလည်းနဲ့သူရောနေတယ်သူတို့ဘာတွေဖြစ်နေလဲအထက်မှာဘာဖြစ်ကျွန်တော်တို့မသိဘူးဒါပေမဲ့ကျွန်တော်တို့မြင်ရတာလုံးဝရုပ်ဆုံလောက်နဲ့ရုံလုံးဝမြင်လို့မကောင်းချူးလို့မကောင်းဘူးနော်ကျတို့နိုင်ငံကိုခင်ဗျားဘာသာတန်တာနိုင်ငံထွန်းသွားတဲ့နိုင်ငံလို့ခင်ဗျားတို့တကဘာလုံးကတိမှတ်ပြုတာခင်ဗျားအကုံနေနော်အဲ့အားကိုခင်ဗျားတို့အယောင်ဆိုးပြီးတော့ညှိုးတော့မလုပ်ကြနဲ့ခင်ဗျားတို့မှလက်ကောင်းရှိကောင်းရှိတယ် နော်မြားတို့တရောင်းစားတယ်ကျွန်တော်ချင်းချင်းလေးပြတင်ကန်းတော့ကတော့တယ်တင်ကန်းကိုကတော့တယ်နော်ခင်ဗျားတို့လူတွေတရောင်းစားတွေကိုကြုတ်ပြမှာချင်းချင်းလေးခင်ဗျားတို့လုံးတန်းလုံးတန်းခင်ဗျားရက်တန်းလာရရတော့ခင်ဗျားလက်ကောင်းရှိကောင်းနဲ့ရိုးတန်းတောင်းစားနောက်တစ်ခုကြောင်ပြမှာဒါဒါသူ့အောက်နော်သူ့အောက်တဲ့ကိုခင်ဗျားတို့ရိုက်ရှာရဝင်ကြည့်လိုက်နော်တော်တော်လေးကိုပြန်ကြုတ်ပေါက်တယ်ဗျာကြီးလို့ချူလို့မကောင်းအောင်ကြုတ်ပေါက်တယ်နော် ဘာသာတဏှာကိုတအားကိုညှိုးနှောင်းလုပ်နေကြတာနော်ဘာသာလည်းမရှိတော့ဘူးတဏှာလည်းမရှိတော့ဘူးနော်ဟောလေဘာလဲကို့အမေကို့အဖေတောင်ခင်ဗျားတို့ဟုတ်လားဟိုပြန်တက်ဆိုတတ်မှတ်ဟာလေအဲ့လိုနိုင်ငံဖြစ်နေတာနောက်တော့လူတွေကဘယ်လိုဖြစ်နေလဲဆိုတော့ဒီလားဟိုသင်္ကန်းချုပ်ပြီးတော့လာလို့ရှိဥစဉ်တစ်ပတ်လာရင်တော့ဟုတ်လားထိုင်မကတော့ရဲ့လောက်တည်းကိုခင်ဗျားတို့နော်အဲ့လိုဖြစ်နေကြပြီမှန်တယ်ဗျဘာသာတဏှာကိုအလောက်တူညှိုးနှောင်းနေကြပြီနော်ဒါဒီဗီဒီယိုပိုင်းကိုအများကြီးအောင်တနိုင်ငံလုံးမြောင် share ပေးသွားလိုက်ကြနော် share ပေးသွားကြကျွန်တော်ကရှင်းရှင်းလေးရေးနေတာဘာသာတာနာတိလာလို့ခင်ဗျာကြောက်ကြတော့ပြောပါမှာ နော်ဟုတ်ကဘာလေးတက်ပြီးပြောပါပြောရစေနော်ကျွန်တော်ကတော့ပြောမှာနော်မကျန်တဲ့လဲသေးလိုက်ကျွန်တော်ကပြောတာရှင်းရှင်းလေးနော်ဘာနာတနာထိလို့တော့မရဘူးနော်အားလုံးကျမ်းမှချမ်းသာကြပါစေအားလုံးမင်္ဂလာမှန်တယ်ပြန်နော်နော်ကျေးဇူးတင်ပါတယ်ကိုလူမျိုးကိုကာကွယ်ရမယ်ဒါလေးလေးအကြည့်ကြည့်ပါအောင်ပြန်နော်တော်ရောပေါလုံးနဲ့ဘုန်းကြီးတွေလည်းဘာတွေဖြစ်နေကြတာလဲ ာနကေတက်ထင်တယ်ဗျာနော်ပီလူလာဘုန်းကြီးကတက်တွေမျက်တွေယုံနေတာနော်မိမိကဖယားရှင်ရဲ့တားတော်ဖြစ်တဲ့အတွက်ဒီမျက်တွေတက်တွေထက်မျက်တဲဆိုတဲ့ကိုယ်အရေးသွေးကိုကိုနားမလဲတာပေါ့ယဟန်ဆိုတာလေဘာသာရေးကောင်းဆောင်ဖြစ်တယ်အဲ့ဒီလိုဘာသာရေးကောင်းဆောင်ဖြစ်တဲ့အတွက်ကိုယ်စိတ်ထင်ရလို့မရဘူးနော် ကဲတေချာလေးနားထောင်ကြပြန်။မြတ်စွာဘုရားကတဒ္ဓမပရိအရူပကတုံမှာဘိက္ခုဆိုတဲ့အမျိုးသားယဟန်ဘိက္ခုနီဆိုတဲ့အမျိုးသမီးယဟန်ဥပတကာဆိုတဲ့လူအမျိုးသားဥပတိကာမဆိုတဲ့လူအမျိုးသမီးတို့ကပဲဤသာသနာတော်ကိုပျက်စီးအောင်ပျက်စီးကြလိမ့်မယ်လို့ဟောကြားထားပါတယ်။သာသနာတော်ကိုပျက်စီးအောင်ပျက်စီးမှာဟာပရိသတ်၄ပါးဖြစ်တော်လေပဲ။ပရိသတ်၄ပါးထဲမှာလေယဟန်ပရိသတ်ကအမျက်ဆုံးဖြစ်ပြီး ဘာသာရေးကိုယဟန်ပရိသတ်ကပဲဥဆောင်တာဖြစ်တဲ့အတွက်ယဟန်ကစာမှားနေဆိုရင်နောက်ကတက္ကရာမတွေလည်းအလုံးမှားကြမှာဖြစ်ပါတယ်။ဒါကြောင့်ရှေ့ဆောင်နွားလားဖြောင်းဖြောင်းသွားကနောင်နွားတက်တိုက်ဖြောင်းဖြောင်းလိုက်ရှိဆောင်နွားလာကောက်ကောက်သွားကနောင်နွားတက်တိုက်ကောက်ကောက်လိုက်ဤလို့ဆိုထားခြင်းဖြစ်တယ်နော်ဘာသာရေးကောင်းဆောင်ဖြစ်တဲ့ယဟန်ကလမ်းမားကိုလျှောက်ပြမယ်ဆိုရင်နောက်လိုက်ဖြစ်တဲ့ဒကာဒကာမတွေကလည်းလမ်းမားကိုလျှောက်ကြမှာဖြစ်တယ် ဘာသာရေးခေါင်းဆောင်ဖြစ်တဲ့ယဟန်ကလမ်းမှန်ကိုလျှောက်ပြမယ်ဆိုရင်နောက်လိုက်ဖြစ်တဲ့ဒကာဒကာမတွေကလည်းပဲလမ်းမှန်ကိုလျှောက်ကြမှာဖြစ်တယ်။ဒါကြောင့်ကြီးမှဝတ်တဲ့တော်ထွက်ဖုန်ကြီးပဲဖြစ်ဖြစ်ငငယ်တဲကဝတ်တဲ့ငယ်ထွေးဖုန်ကြီးပဲဖြစ်ဖြစ်ယဟန်ဖြစ်လာပြီဆိုရင်လမ်းမှန်ကိုလျှောက်ပြဖို့လိုတယ်နော်။ဥသေတို့ဒကာဒကာမတွေကလည်းပဲဒီလိုဘာသာရေးနဲ့လွဲချော်တဲ့အလုပ်ကိုလုပ်နေတဲ့ဖုန်ကြီးတွေကိုငင်းပြီးဆိုရင် အားပေးအားမြောက်မလုပ်ကြပါနဲ့နော်။ အားပေးအမြောက်လုပ်ခြင်းဟာသာသနာတော်ကိုတွယ်ဝှက်၍ဖြစ်စည်းတဲ့သဘောဖြစ်ပါတယ်။ဒါကြောင့်အဲ့ဒီလိုခွန်ကြီးတွေကိုမြင်ပြီးဆိုလို့ရှိရင်လုံးဝအားပေးအမြောက်မလုပ်ကြပါနဲ့လို့ပြောချင်ပါတယ်။ကဲဒါလေးနားထောင်ကြည့်။အားလုံးပဲမင်္ဂလာပါလို့နော်။ဆရာလေးအရင်ဆုံးပြောချင်တာကဆရာလေးကားမောင်းတဲ့ post လေးတစ်ခုတင်လိုက်တယ်ဗောနော်။အင်း တင်လိုက်ရတဲ့အကြောင်းရင်းကလည်းဝိညာဉ်ကိုမလေးစားလို့လည်းမဟုတ်ပါဘူး။ကြွားခြင်းလို့ပေါ့။မန်နိုင်ပြောရမယ်ဆိုရင်လို့ရှိရင်ဆရာလေးတင်လိုက်တဲ့ရည်ရွယ်ချက်ကပေါ့လေနော်။ဆရာလေးကဖရာတရားတန်ခါယတနာမြတ်သုံးပါးကိုယုံကြည်လို့ကိုးကွယ်လို့လေးစားလို့ဒီရဲ့ပါရဏလောကကိုဝင်ရောက်လာတာဖြစ်တဲ့အတွက်ဒါတွေအကုန်လုံးတက်တယ်ဒါပေမဲ့ဒါတွေကိုအကုန်လုံးစွန့်ပြီးတော့မှ ဒါတွေကိုအကုန်လုံးစွန့်ပြီးတော့မှတာဏလောကထဲမှာဆင်းဆင်းရဲရဲနေတယ်နေရနေနေတယ်ဆိုတဲ့အကြောင်းကိုသိစေချင်လို့ပေါ့လေနော်တချို့တချို့တော့လူတွေကကြတော့တလွဲထင်ကြတယ်ပေါ့ဆရာလေးပေါ့တလွဲထင်နေတဲ့အပေါ်မှာဆရာလေးကခိတဲ့ခိပညာနဲ့ပတ်သက်ပြီးတော့မှကွန်ပျူတာအင်္ဂလိပ် speaking and CSI အဲအကုန်ပေါ့လေနော်အကုန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 ်လုံးတက်တယ်อืมလုပ်ငန်းထဲမှာဆိုတော့ဆရာလေးကကျွမ်းနေပေါ့နော် ဒါပေမဲ့သီလရှင်ဘဝရောက်တော့ခါကျတော့လူတွေရဲ့အမြင်ကသီလရှင်ဆိုအထင်သေးတတ်ကြတယ်သီလရှင်နေဆိုလို့ရှင်နေရမပေးချင်ကြဘူးသီလရှင်နေဆိုလို့ရှင်အထင်မြင်သေးတတ်တဲ့သဘောတရားလေးတွေပါအများကြီးတွေ့ရလို့မို့လို့ဆရာလေးတို့တွေကအတ္တဒါနလောကထဲမှာ ။ဘာကြောင့်မို့လို့ဝင်ရောက်လာတာလဲ။ဖရာတရားတန်ခါရတဲ့နာမြတ်သုံးပါးကိုယုံကြည်လို့ကိုးကွယ်လို့အားထုတ်လို့ဝိနည်းကိုမလေးစားလို့လည်းမဟုတ်ဘူးနော်။တာရဏာကိုလည်းဖြစ်စီစီလို့လည်းတဘောနဲ့လည်းမဟုတ်ဘူး။ဒီဟာတွေကိုတိုက်ရဲ့သားနဲ့တောင်မှဆရာလေးတို့တွေကဒီရဲ့စည်းစိမ်တွေကိုမခံစားဘဲနဲ့ဒီလိုမျိုးတွေမှာမหนีဘဲနဲ့တရားကိုအမှန်တကယ်တင့်ကြံအားထုတ်တယ်ဆိုတာကိုလက်တွေ့ပြခြင်းလို့မလို့ဆရာလေးကအဲ့ဒီ post လေးကို တင်လိုက်တာပေါ့နော်ဒါဆရာလေးရဲ့ယူရချက်ပါအများအမြင်မှာတော့ဆရာလေးကအောင်မြင်ခြင်းလို့ကြော်ကြားခြင်းလို့ဆက်လေးဖြစ်ခြင်းလို့ expose expose ကိုတင်တာမဟုတ်ဘူးနော်။ဘာကြောင့်လဲဆိုတော့ခါကြတော့ဆရာလေးက ဒါလည်းတင်တင်တယ်လို့ထင်တယ်ပေါ့နော်ဟုတ်ကဲ့ပါညီတို့ကျွန်တော်ဘီဖာလေးကတော့ဒီတော့ပေါ့ပဲဒီဘီဖာလေးကတော့ကျွန်တော်တို့ကိုယ်ကိုယ်ယုံကြည်နေတဲ့ဒီဗုဒ္ဓဘာသာကြီးဒီမကွယ်ပြအောင်ဒီဘီဖာလေးကိုလည်းအများသူငါမြန်လို့လိုက်ရင်ရှယ်လေးပြုတ်ပေးဖို့တန်းစစ်ကြည့်ပါရယ်ဒီဘီဖာလေးကဒီဗုဒ္ဓသာသနာကိုဆောက်ပါနေတယ်ဒီလိုက်ရှင်တူလေးဘုံကြီးတူတွေရဲ့ဘီဖာလေးတွေကိုတိဆက်ပြတ်တာပြေတော့ဖြစ်ပါရယ်နောက်ပိုင်းဒီယဟန်တူဒီလိုက်ရှင်တူတွေကတော်တော်လေးမှခက်ဆိတ်ဆိတ်မြင်တွေ့လာရတယ်ဗျဒါကလည်းဒီသာသနာရေးဝင်ကြီးဌာနတွေကတတိယလေးဒီကိစ္စတွေကိုအရေးယူအကောင်အထည်ပေါ်တဲ့တော့ကျွန်တော်ထင်ပါတယ် ညိုရဲတွေ့ကြုံတဲ့ထင်မြင်ဆက်ချက်ကိုလည်းကျွန်တော်ကောမန်ဝင်မှတ်ချက်ရေးပေးကလေးရဲ့လူဝေဘန်ကြံပြုနေမှာဗျဒီကိစ္စတွေကိုရောဘယ်လိုမြင်လဲဝေဘန်တုံးသက်ပေးကြပါအောင်ဗျဟုတ်ပါကျွန်တော် channel နဲ့ဘူးတူတက်ရတဲ့အကြောင်းနဲ့ဆယ်လီတင်းတက်ကိုမြဲတက်ဆက်ပေးမှာမို့ကျွန်တော် channel like ကတော့မြဲ like ဆိုပါနဲ့ဒီက notification bell button နဲ့ခက်ပေးဖို့တော့ဆွကျင်ပါတယ်တင်းတက်ရရှိလို့ရှင်ထပ်တင်ပေးပါအောင်ဗျကျွန်တော် channel အားပေးကြည့်ရှုသူတွေအောင်ကျေးဇူးအများကြီးတင်ပါတယ်ထပ်ပြီးမှပြန်ဆောင်ရအောင်တရား